မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ၄ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာလူမှုရေးဖောက်ပြန်တဲ့ဆိုင်ရဖကဘိုးကြီးကျော်မျိုးဦးနဲ့ခွေဦးစီမမခင်နီလာထွေးတို့ကိုတက်ချက်ကြီးတို့ကပြစ်တက်ပြီးတော့ကိုယ်တိုင်လည်းအဖမ်းခံလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပွင့်ဖြူမြို့နယ်လေကိုင်းမြို့မှာတက်ချက်ကြီးကိုပုနဲ့စကုမျိုးကထွေးဦးဝန်ထမ်းစီမခင်နီလာထွေးတို့ဟာချစ်သူများဖြစ်ခဲ့ကြပြီးတော့အတူနေထိုင်ခဲ့ကြတယ်လို့သိရပါတယ်။အဲဒီနောက်ထွေးဦးဝန်ထမ်းခင်နီလာထွေးကပွင့်ဖြူမြို့နယ်ကဆိုင်ရဖဘိုးကြီးကျော်မျိုးဦးနဲ့ ခမ်းမှချစ်ကြိုက်သွားခဲ့ပြီးတော့အတူနေခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးသုံးပွင့်ဆိုင်ချစ်ဆက်လန်ဖြစ်လာတဲ့အချိန်မှာဒီဇင်ဘာလ2ရက်နေ့ညနေ6နာရီခွဲအချိန်တက်ချက်ကြီးကိုပူကဖရိုစီအေးမှမခင်နီလာထွေးနဲ့ဆာအဖကဘိုးကြီးကျော်မျိုးဦးတို့ကိုအတူတွဲလျက်တွေ့ရှိခဲ့ရတဲ့အတွက်တနက်နေ့နှစ်ယောက်စလုံးကိုပြစ်တက်ခဲ့တယ်လို့သိရပါတယ်ဖြစ်တာကလူမှုရေးဖောက်ပြန်တဲ့ကိစ္စကြောင့်ဖြစ်တာပါတကြကြီးကိုပုနဲ့ထွေးဥစည်းမမခင်နီလာထွေးကအရင်ချစ်သူတွေဖြစ်ကြတာနောက်တော့မှဆ ਾਇ ရဖဘိုးကြီးကျော်မျိုးဦးနဲ့ခင်နီလာထွေးက ထပ်ပြီးတော့ချစ်ကြိုက်ကြတယ်အဲ့ဒီမှာတက်ကြက်ကြီးကမခံမရနိုင်ဖြစ်ပြီးတော့လိုက်ရှာပြီးဇုံတွဲကိုတွေးတော့ပြစ်တတ်လိုက်တာဆရာဖကဘိုးကြီးကျော်မျိုးဦးကရင်ဘက်မှာတနက်ဒဏ်ရာ၃ချက်နဲ့ပွဲချင်းပြီးပဲတေဆုံးပါတယ်ခင်နီလာထွေးကရင်ဘက်ကိုနှစ်ချက်မှန်ပြီးတော့ဆုံးတယ် အဖို့တပြားကြောင့်အလုံများကြတာပေါ့ဗျာလို့တက်သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။အခင်းဖြစ်ပွားပြီးတဲ့နောက်ပွင့်ဖြူဝါတက်ကစစ်သားများနဲ့လဲခိုင်းမျိုးမှရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေလာရောက်စစ်ဆေးခဲ့တယ်လို့သိရပါဗျ။တက်ချက်ကြီးကိုဘူးကိုဖမ်းဆီးသွားတယ်လို့ပြောပါတယ်။ဒီဇမလ3ရက်နေ့ညနေ3နာရီမှာနန်နေကန်တက်မှုရဲ့အမိန့်နဲ့တေဆုံသွားတဲ့ဆရာဖဘိုးကြီးကျော်မျိုးဦးနဲ့ထွေးအိုစီမခင်နီလာထွေးတို့ရဲ့ရုပ်အလောင်းများကိုကြိုခဲ့တယ်လို့သိရပါဗျ။တေဆုံသူဆရာဖဘိုးကြီးကျော်မျိုးဦးကမန္တလေးကပါ ပြစ်ခတ်လိုက်တဲ့တက်ချက်ကြီးကိုပူးကကြောက်ပရောင်းသားခင်းနေသာထွေးကပွင့်ပြင်းမြို့နယ်စံပြချေးရွာဇာတိသူပါတက်ကဒီတရင်ကိုကြဲကြဲပြန့်ပြန့်ဆိုတာမျိုးမလို့စေဖို့နဲ့ပြီးတာတွေပြီးစေတော့ဆိုပြီးကန့်တတ်ထားပါတယ်အဓိကပြဿနာပြန်ချုပ်ရင်တော့လူမှုရေးပြဿနာဖြစ်တာပါအခင်းဖြစ်တာကလေခိုင်းမျိုးကိုမောင်နိုင်ရဲ့အိမ်ထဲမှာဖြစ်တာကိုမောင်နိုင်ဆိုတာကခင်းနေသာထွေးနဲ့တက်ချက်ကြီးကိုပူးတို့ရဲ့မိတ်ဆွေသူတို့ကမကြာခဏထိန်းတွေ့နေတဲ့အိမ်မှာတို့ ဝင်းဖြူမြို့နယ်ကဒေသတရင်ရေးမိကပြောပြထားပါတယ်။နှလောင်းမြိုင်ပြစ်ခတ်တပ်ဖြတ်ခဲ့သူတက်ချက်ကြီးကိုပုကိုလက်တလုံးစစ်တပ်ကစစ်စည်းကအရရေးယူမှဖြစ်ပြီးတော့လေကိုင်းမြို့ရဲစခန်းကလည်းလူသားမှုနဲ့ဆက်လက်ပြီးတော့အမှုဖွဲ့အရေးယူမှဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်ကြားဖြန့်သတင်းကတော့ကင်းဒီနဲ့မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ကြားဖြန့်အဆောက်အုံများကိုဖောက်ခွဲခြင်းတပ်တေကန်ကွန်ပျူတာနဲ့ဖုန်းများကိုဖျက်ဆီးခြင်းဖြင့်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းဦးဆောင်တဲ့စစ်ခွေးတပ်ကဥပဒေများကိုချိုးဖောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KND နဲ့မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ KK Park ၊ဖရီကုတ်ကိုအပါအဝင်ကြားဖြန့်ဝင်းများကအဆောက်အုံများကိုစစ်ခွေးတပ်ကဖောက်ခွဲခြင်းတပ်တေကန်ကွန်ပျူတာများနဲ့ဖုန်းများကိုဖျက်ဆီးခြင်းဖြင့် နိုင်ငံဖြတ်ကျော်ကြားဖြတ်ကွန်ရက်တစ်ခုလုံးကိုနှိမ်နှင်းရေးမှာအလွန်ရေးကြီးတဲ့တပ်တေကံပစ္စည်းများကိုဖျောက်ဖျက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။မဲအောင်လိုင်ကကြားဖြတ်တပ်တေကံပစ္စည်းများကိုဖျောက်ဖျက်ခြင်းဖြင့်၎င်းကိုယ်တိုင်လက်မှတ်ရေးထိုးပြီးတော့ထုတ်ပြန်ခဲ့တဲ့ဥပဒေများကိုချိုးဖောက်နေတယ်လို့ပြောပါတယ်။မဲအောင်လိုင်ကိုယ်တိုင်တပ်တေကံပစ္စည်းများကိုအစောတည်းလင်းဖျက်ဆီးစေရန်ညွှန်ကြားခဲ့တဲ့သဘောဖြစ်တယ်လို့သိရပါတယ်။အမှန်တရားပေါ်ပေါက်လို့တဲ့စံနာမရှိခြင်းနောက်ကွယ်မှာစစ်ခွေးခေါင်းဆောင်များ BGF ခေါင်းဆောင်များရဲ့အကျိုးအမြတ်များပါရှိနေခြင်းအဂရိလိုက်စားတဲ့ကိစ္စရများ ပါရှိနေခြင်းများကြောင့်ဖြစ်နိုင်တယ်လို့၎င်းကသုံးသပ်ပြောဆိုထားပါတယ်။ကြားဖြတ်လုပ်ငန်းများအတွက် electronic သက်သေကံပစ္စည်းများဖြစ်တဲ့ကွန်ပျူတာနဲ့လက်ကင်ဖုန်းများဟာရာဇဝတ်မှုကျွလွန်ရမှာအသုံးပြုခဲ့တဲ့အရေးကြီးသက်သေကံပစ္စည်းများဖြစ်တယ်လို့သိရပါတယ်။ဒီသက်သေကံပစ္စည်းများကိုဖော်ထုတ်ခြင်း၊ရယူခြင်း၊စီမံဆောင်ရွက်ခြင်း ခွဲခြားစိတ်ဖြာခြင်းနဲ့အစီအခံခြင်းတို့ကိုဆောင်ရွက်နိုင်ရန်အမျိုးသား digital ဓာတ်ခွဲခန်းကိုပေးဖို့ကရာဇဝဲမှုကျွလွန်ခဲ့တဲ့ရာဇဝဲမှတ်တမ်းများကိုပြန်လည်စစ်ဆေးရမှာဖြစ်တယ်လို့သိရပါတယ်။တရားရုံးကိုတရားစွဲဆိုတင်ဖို့ပြီးတော့တည်ထေခံချက်များကိုရယူပြီးမှသာတရားရုံးရဲ့ဆုံးဖြတ်ချက်အရစီမံခန့်ခွဲရမှာဖြစ်တယ်လို့ရှင်းပြထားပါတယ်။ဒါကြောင့်အကြမ်းဖက်စစ်ခွေးတက်တဲ့ရဲတပ်ဖွဲ့ဝင်များ BGF တပ်ဖွဲ့များဟာ online ကငွေလိမ်ခိုင်းများရဲ့အရေးကြီးတည်ထေခံချက်များကိုအမှန်တရားပေါ်ပေါက်ရေးနေနိုင်လည်ခံရသူများရဲ့ နေနာမှုများကိုမျက်껙ပြုတ်ကမိမိတို့ရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတော့မင်းအောင်လိုင်ရဲ့အကြံဖတ်စေခန်းချက်များအရာတတ်တေကံပစ္စည်းများကိုဖျောက်ဖျက်ဖျက်ဆီးခဲ့ခြင်းဟာတတ်တေကံပစ္စည်းများစီမံထိန်းသိမ်းရေးနဲ့စီမံခန့်ခွဲရေးဥပဒေပုံမှန်38ကိုဖောက်ဖျက်ကျူးလွန်ရာရောက်ကြောင်း ဥပဒေအထောက်အကူပြုခွင့်ရက်ကတရားလွတ်တော်ရှေ့နေဒေါ်ကြီးကြီးမင်းကပြောကြားထားပါတယ်။ရာဇတတိဥပဒေပုံမှ၂၁မှာပြည်မှုကျူးလွန်ပြီးဖြစ်ကြောင်းသိလျက်နဲ့ဖြစ်စေ၊ယုံကြည်ရန်အကြောင်းရှိလျက်နဲ့ဖြစ်စေ၊မိသူအစုံပြည်မှုကျူးလွန်သူအားဥပဒေနဲ့အညီခံရမယ့်ပြည်ထောင်ကနေကာကွယ်ရန် အကျံနဲ့အဲ့ဒီပြင့်မှုကျွလွန်ခြင်းနဲ့ဆက်ဆက်နေတဲ့တတ်တေကံတစ်ခုခုကိုပျောက်ပြက်စေလျင်ဒုရီမဟုတ်ထိုအကျံမျိုးနဲ့ပင်ပြင့်မှုနဲ့ဆက်လျင်းပြီးတော့မဟုတ်မမှန်မိမိတည်သောဒုရီမဟုတ်ယုံကြည်သောသတင်းကိုပေးလျင်ထိုသူကိုတည်တံချမှတ်ခြင်းခံထိုက်တဲ့ပြင့်မှုဖြစ်ပါကခုနှစ်နှစ်အထိထောင်းတန်းတမျိုးမျိုးချမှတ်ရမယ်အပြင်ငွေတံကိုလည်းချမှတ်နိုင်တယ်လို့ပြထားထားပါတယ်။ဒါအပြင်အဲ့ဒီပြင့်မှုဟာကြွတံဖြစ်စေ၁၀နှစ်အထိထောင်းတန်းဖြစ်စေချမှတ်ခြင်းခံထိုက်သော ပြင့်မှုဖြစ်ပါက သုံးနှစ်အထိထောင်ထံတမျိုးမျိုးအပြင်ငွေဒဏ်လဲချမှတ်နိုင်တယ်။ဆယ်နှစ်အောက်ရှော့တဲ့ပြစ်မှုဖြစ်ပါကပြထန်းထားတဲ့အများဆုံးကာလအပိုင်းခြားရဲ့၄ဘုံ၃ဘုံထောင်ထံဖြစ်စီငွေဒဏ်ဖြစ်စီဒန်နီယယ်စလုံးကိုဖြစ်စီချမှတ်ရမှာဖြစ်တယ်လို့သိရပါတယ်။2023ခုနှစ်အဂတိလိုက်စားမှုတက်ဖြတ်ရေးဥပဒေပုံမှာ58မှာလဲပြစ်မှုတရရရနဲ့တက်ဆိုင်တဲ့ငွေချင်းနဲ့ပစ္စည်းများအပေါ်အရေးယူဆောင်ရွက်ခြင်းမပြုနိုင်ရန်ဖုံးကွယ်ထားခြင်းဖောက်ဖျက်ခြင်းပြောင်းလဲခြင်းတို့မဟုတ်လွှဲပြောင်းခြင်းပြုကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် အဲ့ဒီလူကို၅နှစ်ထက်မပိုတဲ့ထောင်ဒဏ်ချမှတ်ရမယ်အပြင်ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်စစ်ဘုတ်ချုပ်များနဲ့စစ်တပ်ကတပ်တွေကပစ္စည်းများကိုစနစ်တကျထိန်းသိမ်းခြင်းမပြုစေဘဲအစောတလင်ဖျက်ဆီးခြင်းဟာမင်းအောင်လှိုင်ရဲ့စေခိုင်းချက်ကြောင့်ဖြစ်ပြီးကြားဖြတ်ငွေလိမ်ခိုင်းများကိုတက္ကပါလုံးကတိုက်ဖြတ်ဖော်ထုတ်နေကြတာကိုတိတိယက်နဲ့ပြည်မှုကျူးလွန်သူများကိုလက်ခံခွင့်ပြုထားခြင်းပြည်မှုကျူးလွန်ရမှာအသုံးပြုခဲ့တဲ့တပ်တွေကပစ္စည်းများဖြစ်တဲ့ကွန်ပျူတာနဲ့လက်ကင်ဖုန်းများကိုဖျက်ဆီးခြင်း အစာအုပ်များကိုဖောက်ခွဲဖျက်ဆီးခြင်းတွေဟာပြမှုကျွလွန်ရမှာအသုံးပြုခဲ့တဲ့တပ်တေကံပစ္စည်းများကိုဥပဒေမဲ့ဖျက်ဆီးပစ်ခြင်းဟာအထက်မှာဖော်ပြခဲ့တဲ့ပုံမှန်များကိုကျွလွန်နေခြင်းဖြစ်တယ်လို့၎င်းကပြောဆိုထားပါတယ်။တပ်တေကံပစ္စည်းစီမံထိန်းသိမ်းမှုဆိုင်ရာဥပဒေညွှန်ကြားချက်အမှန်၄မြင်းကောင်၂020အရလဲတပ်တေကံပစ္စည်းများကိုစနစ်တကျစီမံထိန်းသိမ်းထားနိုင်ရန်လိုင်းနာဆောင်ရွက်ရတဲ့နည်းလမ်းများကိုဖော်ပြထားတယ်လို့သိရပါတယ်။ညွှန်ကြားချက်အပိုက်နှစ်ကကြီးမှာ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကတတိကံပစ္စည်းများကိုထိမ့်သိမ်းတဲ့အချိန်မှာအဲ့ဒီပစ္စည်းတစ်ခုချင်းစီရဲ့အရှိအနောက်ဘေးနှက်ဖက်နဲ့လိုအပ်ပါကအပေါ်နဲ့အောက်မော်တော်ယာဉ်သို့မဟုတ်ရေယာဉ်ဖြစ်ပါကအပြင်ဘက်နဲ့အတွင်းကန်လေးဘက်လေးတန်နေရာများအဆောက်အဦဖြစ်ပါကအဲ့ဒီအဆောက်အဦရဲ့အပြင်ဘက်နဲ့အတွင်းဘက်အခန်းတစ်ခန်းချင်းစီရဲ့လေးဘက်လေးတန်နေရာများကိုဓာတ်ပုံရိုက်ပြီးတော့စာဖွေပုံစံနဲ့လိုအပ်တဲ့အချက်လက်များတိကျစွာဖြစ်ဆက်ပြီးအဲ့ဒီဓာတ်ပုံများနဲ့စာဖွေပုံစံများကိုတတိကံပစ္စည်းစီမံထိန်းသိမ်းမှုဗဟိုကော်မတီကို fax နဲ့ဖြစ်စေအခြားသော electronic ပုံစံတစ်မျိုးမျိုးနဲ့ဖြစ်စေချက်ချင်းတိုက်ရိုက်ပေးပို့ပြီးတော့နေပြည်တော်ကောင်စီတိုင်းဒေသကြီးပြည်နယ်တပ်တွေကံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီနဲ့ခရိုင်တပ်တွေကံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီများထံကိုမိတ်တူများပေးပို့ရမယ်စသဖြင့်လုပ်ငန်းစဉ်၅ရပ်ကို အသေးစိတ်ဖော်ပြထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်ကြားဖြတ်သတင်းကတော့ထိုင်းအာဏာပိုင်များဟာအကြီးစားကြားဖြတ်နှိမ်နင်းမှုစီမံကိန်းအရာထိုင်းနိုင်ငံတဝန်းလုံးမှာရှိတဲ့ခရိုင်22ခုမှာရှိတဲ့နေရာပေါင်း90ကိုစုံစမ်းစစ်ဆေးကဝင်းအောင်စီးနှင်းခဲ့ရမှာဘန်ငွေ10ဘီလီယံကျော် အမေရိကန်ဒေါ်လာ313သန်းကျော်ဖို့သိမ်းဆည်းရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေဆက်ဖြတ်ကျော်ကြားဖြတ်လုပ်ငန်းများအမြင့်ဖြတ်ရေးဆိုတဲ့စစ်စင်ရေးအရာကမ်ဘောဒီးယားအခြေစိုက်ကထိုင်းနိုင်ငံသားများကိုပြစ်မှတ်ထားပြီးလိန်လည်နေတဲ့ကြားဖြတ်ကိုရံများနဲ့ပတ်သက်ကစုံစမ်းဖော်ထုတ်စီးနေရမှာဇိန်ခံရွက်လေအစ်မြဲဇိန်ခံကားများဗန်စီရဲ့သိမ်းဆည်းမှုများအခြားပိုင်ဆိုင်မှုများကိုထိုင်းစုံစမ်းထောက်လှမ်းရေးဗဟိုကဥဆောင်ပြီးဖော်ဆောင်ခဲ့ရမှာအဓိကကြားဖြတ်ကိုရံကြီး၄ခုနဲ့ပတ်သက်တဲ့သိမ်းဆည်းရရှိမှုများများပြားခဲ့ခြင်းဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်အနုတင်ကတရင်းစာရှင်းလင်းပွဲပြုလုပ်ကပြောကြားခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီကြားဖြတ်အဓိကကွန်ရက်ကြီး၄ခုဟာတရုတ်ကမ်ဘောဒီးယားစီးပွားရေးသမားဂျန်စီ ကွန်ရက်က ပစ္စည်းပေါင်း100ခုတန်ချင်းငွေ ထိုင်းဘတ်ငွေ383တန်းအမေရိကန်ဒေါ်လာ17.8တန်းပိုးတင်စီရမိခဲ့တယ်လို့သိရပါဗါ။ဒုတိယကွန်ရက်ကတော့ကမ်ဘောဒီးယားကြားဖြတ်ခေါင်းဆောင်ကော့အန်နဲ့ပတ်သက်တဲ့ပစ္စည်းပေါင်း90တန်ချင်းငွေ ထိုင်းဘတ်468တန်းအမေရိကန်ဒေါ်လာ14.6တန်းပိုး အကြီးမားဆုံးတင်ဆက်မှုအဖြစ်တမ်မိုထိုင်းနဲ့မစ္စတာယင်းလစ်နဲ့မစ္စတာဘန်စမစ်တို့ရဲ့ပိုင်ဆိုင်မှုများကိုသိယူခြင်းဖြစ်ကနေကွန်ဒိုတိုက်ခန်းများအပါအဝင်ပစ္စည်းပေါင်း90တန်ကြီးအဖြစ်ထိုင်းဘတ်ငွေ6.29ဘီလီယံဒေါ်လာတန်း190ဘူရိုပါဝင်က Zika 009ကားတစ်စီး Ferrari 488 GTB ကားတစ်စီးနဲ့ Porsche Cayenne SE Hybrid Coupe ကားတို့လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။သရုတ်ထကွန်ရက်ဟာ Crypto ငွေကြေးနဲ့ Stock ဈေးကွက်မှာငွေကြေးခွာချကစားခြင်းများကိုပြုလုပ်ခဲ့တယ်။ EUAN Coin အပါအဝင်အခြားဆက်ဆက် company များရဲ့ပိုင်ဆိုင်မှုများကိုတင်စီရမိခဲ့ခြင်းဖြစ်ကဘတ်ငွေ46သန်း American Dollar တက်တက်မှ4သန်းတန်နဲ့ပြည်စီ32မျိုးကိုတင်စီရမိခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ Cambodia စီးပွားရေးဘဏ် BIC ဥက္ကဋ္ဌ Mr. Yin Lee Kha ခိုင်အမျိုးသမီးကိုဇနီးလောက်ကခိုင်နိုင်ငံသားခံယူထားမှုကိုလည်း နိုင်ငံသားအဖြစ်ကနေပယ်ဖြတ်တယ်ဆိုပြီးတော့ထိုင်းဝန်ကြီးချုပ်ကပြောခဲ့သလိုတိန့်စီပစ္စည်းများအားရက်60ယာယီထိန်းသိမ်းခြင်းဖြစ်ကတရားမဝင်ဥပဒေပြင်ပကနေရှာဖွေရယူထားတဲ့ပစ္စည်းများမဟုတ်ဘူးလို့ရက်30အတွင်းမှာအယူခံတင်သွင်းတာခိုင်လုံခဲ့ရင်တော့ပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့ရှင်းလင်းပြောကြားသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနယ်ကြိုက်ထုံမြို့နယ်ကော်ထင်းချေးရွာမှာစစ်ခွေးတပ်ရဲ့ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုစာရွက်ကိုလမ်းပေါ်ကနေကောက်ဖတ်မိတဲ့လူငယ်၃ဦးဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ၂ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကော်မရှင်အဖွဲ့ဟာကော်ထင်းချေးရွာတွေကိုဝင်ရောက်လာပြီးတဲ့နောက်အဲ့ဒီလူငယ်၃ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီလူငယ်သုံးဦးဟာရွေးကောက်ပွဲစန့်ကျင်ရေးစာရွက်ကိုလမ်းပေါ်ကနေကောက်ဖတ်ပြီးဝေဖန်မှုပြောဆိုမှုအပေါ်သတင်းပေးသူတွေရဲ့တိုင်ကြားမှုကြောင့်ဖမ်းဆီးခံလိုက်ရတာလို့ဒေသခံတွေကပြောပါတယ်ဖမ်းဆီးခံလိုက်တဲ့လူငယ်သုံးဦးတွေကကော်ထင်းချီရွာထိပ်မှာဘီယာဆိုင်ဖွင့်ထားတဲ့ဥတာပေါ်ရဲ့သားဖြစ်သူကိုမိသားစုကပတ်စံပေးပြီးရွေးနိုင်ခဲ့ပေမဲ့ကျန်တဲ့လူငယ်နှစ်ဦးကတော့ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့သိရပါတယ်ဖမ်းဆီးခံလိုက်ရတဲ့လူငယ်နှစ်ဦးကိုလည်းမော်လမြိုင်ရုပ်အခြေဆိုင်အရှိတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံအမတ်6လက်ချင်ကြီးအကြောင်းထံကိုပို့ဆောင်လိုက် ုက်ပြီးတော့စစ်ဗိုလ်ထံတပ်သားအဖြစ်စုဆောင်းခံလိုက်ရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့ကတပ်ကြွလှုပ်ရှားသူလူငယ်တချို့ဟာတိုက်ထုံမျိုးပေါ်အပအဝင်ကော်ထင်းကြီးရွာနဲ့အနီးပတ်ဝန်းကျင်ကကြီးရွာတချို့မှာစစ်ခွေးတွေရဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာဆောင်တွေကိုလမ်းပေါ်မှာကျဲချပြီးတော့လှုပ်ရှားမှုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။အာနာသိန်းစစ်ခွေးတပ်ဟာသူတို့ကျဲပါမဲ့ရွေးကောက်ပွဲကိုစန့်ကျင်သူတွေကိုတားဆီးဖို့အထွေထွေရွေးကောက်ပွဲနောက်ဆက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေကိုပြီးခဲ့တဲ့ဇွန်လလနောက်ပိုင်းမှာပြဋ္ဌာန်းလိုက်ပါတယ်။အဲ့ဒီဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်နိုင်ငံတော်အလုံးမှာရှိတဲ့ရွေးကောက်ပွဲပြက်ပြားအောင်လှုံ့ဆော်မှုနဲ့ဆွဆွဲချက်တွေနဲ့အတူအနုပညာရှင်တွေအပါအဝင်လူပေါင်းအယောက်တရာထက်မနည်းဖန်ဆီးအမှုဖွင့်ခံထားရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ထိုင်းနိုင်ငံရက်ချာဘူရီ KI မှာမြန်မာနိုင်ငံသားအလုသမားများကိုတင်ဆောင်လာတဲ့ကားတစီးဟာဘေးပေါက်ပြီးတော့တူးမြောင်းတစ်ခုတည်းကိုပြုတ်ကျခဲ့ပြီးမြန်မာနိုင်ငံသားအမျိုးသား၈ဦးအမျိုးသမီး၃ဦးစုစုပေါင်း၉ဦးတေဆုံးခဲ့ကကားသမားအပါအဝင်၆ဦးဟာ ထွက်ပြေးတင်းရှောင်သွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ3ရက်နေ့မနက်9:00နာရီခွဲဝင်းကျင်အချိန်မှာမြန်မာများကိုတင်ဆောင်လာတဲ့ကားဟာတူးမြောင်းထဲကိုပြုတ်ကျပြီးတော့မြန်မာနိုင်ငံသား9ဦးရေနစ်သေဆုံးခဲ့ကြခြင်းဖြစ်ပြီးအထောက်အထားများအရမြန်မာနိုင်ငံသားများဖြစ်တာကိုအတည်ပြုနိုင်ခဲ့တော်လဲယခုအချိန်ထိသေဆုံးသွားတဲ့မြန်မာနိုင်ငံသားများဟာမိသူမိဘဖြစ်တယ်ဆိုတာကိုအတည်ပြုနိုင်ရေးအတွက်ကြိုးပမ်းနေဆဲဖြစ်တယ်လို့ပြောပါရယ်။သေဆုံးသူများရဲ့ကျန်းရည်သူမိသားစုဝင်များထံကို အကြောင်းကြားနိုင်ရေးဟာလည်းခိုင်အာဏာပိုင်များထံကိုစုံစမ်းမေးမြန်းနေဆဲဖြစ်တယ်လို့သိရပါတယ်။အသက်ရှင်ကြံ့ရိုက်ခဲ့သူ6ဦးကတော့ခိုင်အာဏာပိုင်များရောက်ရှိတဲ့အချိန်နေရာကနေထွက်ပြေးတိမ်းရှောင်သွားကြပြီးခိုင်အာဏာပိုင်များကရင်မောင်းတဲ့ထွက်ပြေးတိမ်းရှောင်သူများကိုဆက်လက်စုံစမ်းနေပြီးတော့မတော်တဆဖြစ်ပွားရတဲ့အကြောင်းရင်းကိုလည်းစစ်ဆေးနေကြောင်းခိုင်တရိန်များမှဖော်ပြထားပါတယ်။ကျွန်တော်တို့သိရသလောက်ကတော့အခုတည်းကတည်ဆုံသွားတဲ့ဒူရီယောထွက်ပြေးသွားတဲ့ဒူရီယောကတရားမဝင်ဝင်လာတဲ့မြန်မာလူထုမားတွေဖြစ်ဖို့များတယ်လို့ပဲသိရပါတယ်။ဘယ်သူဘယ်ဝါဆိုတာလဲမင်းများနေတော့မယ်။ တကြုံမဲ့ကိစ္စကိုဘသူဘဝဆိုတာနဲ့မိသားစုခွင့်ပြုချက်မရရင်တကြုံဘုံလဲခက်နိုင်ပါတယ်တကယ်လို့ခိုင်အာနာပိုင်တွေဘက်ကမြန်မာတွေသိဆုံးမှုအဖြစ်ကိုအတိပြုရင်တော့ဘန်ကောက်မြန်မာတန်ယုံကိုတော့အချောင်းကျနိုင်ပါတယ်ကျွန်တော်တို့ဒီဘက်ကတော့လူသားချင်းစာနာထောက်ထားမှုအနေနဲ့အမှုကိုလေးလာ မေးမြန်းနေတာပါတကယ်လို့တရားမဝင်မြန်မာလူသမားတွေဆိုရင်လဲသိဆုံးသူတွေရဲ့မိသားစုဝင်အနေနဲ့ထိခိုက်နေနာချင်းရတဲ့မှာလေရဖို့လဲလုပ်ရမယ်ထင်တယ်လို့ခိုင်ရောက်မြန်မာလူသမားရေးလှှရှားသူတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆက်အာနာရှင်စနဲ့ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ